ဒီလိုကျွန်တော်ပြောချင်တာတော့မြန်မာပွဲပြတော့ကျွန်တော်တို့ဒါမနေ့ကစပြီးတော့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်အဲတခုရှိတာကျွန်တော်တို့ပြီးခဲ့တဲ့ဒါအဝေးခွင်မှာကျွန်တော်တို့ဒါမျောလင်းထားတဲ့အတိုင်းမဖြစ်လာဘူးဒါဘူးစကူးတွေလည်းလည်းညာပါတယ်ဖိုင်ဝမ်အဲဒီမှာလည်းကျွန်တော်တို့ဒါဟိုစင်ကြေးပေးတာတော့အားလုံးမကြည့်ပါကျွန်တော်တို့ဒီကနေကျွန်တော်တို့ရဲ့ပွားတဲ့ခီးတွေနောက်ပြီးတော့ဒီအချိန်တိုင်းတာတွေ ာရာသီဥတုဒါတွေရှိတာပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ကဟိုထည့်ပြတ်တာပေါ့ထည့်တော့ပြတ်ရပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရန်ဒီကျွန်တော်ရဲ့ဒီ player တွေအများပြန်နိုင်နောက်ပြီးတော့ကျွန်တော်တို့ဒီကအားထားရတဲ့ကျွန်တော်တို့ဒီမောင်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 စီးရတယ်ကျွန်တော်တို့အဲကြံပေးရတာနောက်ပြီးတော့ကျွန်တော်တို့ဒါမကြည့်မှလည်းကျွန်တော်တို့ဒီလေအောင်ကျွန်တော်တို့ဒီမြန်မာကျွန်တော်တို့ဒီ shark club တွေမှာကြားတယ်ဒါဝေးလေအောင်လည်းကျွန်တော်တို့ဟိုကြံပေးတယ်နော်ဆိုတော့ဟိုမှာလည်းကျွန်တော်တို့ အဲဒီ job layer တွေကိုဒီ web ban နဲ့ဥစားလေးရှိခဲ့ဖြားနာတဲ့ဥစားလေးရှိရမှာပြီးတော့ NGO တန်းကအဟောင်းလေးရှိရတဲ့နေရာကြီးကျွန်တော်တို့အဲ့ဒီမှာတော့ကျွန်တော်တို့ပေါင်းကြည့်နေဆိုလဲသူတို့ပြောရအောင်ကျွန်တော်တို့ဒီအုပ်စုကကျွန်တော်ငူလေးကဒါပြည်ပြီးသားပဲကျွန်တော်ဒီအုပ်စုမှာကျွန်တော် strong ဖြစ်တာဒါကျွန်တော်တို့ Syria အပြင်ဆိုတာကျွန်တော်တို့ရဲ့ level ကိုဒါအားလုံးနဲ့ပြည်ပြီးသားပဲဆိုတော့ဘာဖြစ်ကျွန်တော်တို့မြန်မာပြည်မျိုးကျွန်တော်တို့ ျွန်တော်တို့အဲကစားသမားဘဝတွေရောဒီလိုနဲ့တိတိကျွန်တော်တို့ဒီပွဲတိုင်းကိုကျွန်တော်တို့နိုင်ငံစိတ်နဲ့ပဲကျွန်တော်တို့အောင်းဆုံးပြင်ဆင်လာပါတယ်ဆိုတော့ဒီရလတ်ပိုင်းကတော့ပြီးခဲ့တဲ့ပွဲကဒါရလတ်ပိုင်းကိုကျွန်တော်တို့ဒါဒီအုပ်စုမှာကျွန်တော်နှစ်ပွဲတိုင်းနဲ့အိမ်ဝမှာရေကျွန်တော်နှစ်ပွဲနိုင်တဲ့အဝေးဆုံးမှာကျွန်တော်တို့ဒါပိုင်ဝင်နေကျွန်တော်ရှင်းလာကြဒါမင်းပြန်ပွဲအတွက်တော့ကျွန်တော်မြေရအဲပြန်ပြီးတော့ဒါ ကျွန်တော်တို့ဒီအာဒါရဲ့ဘုံတော်ဘုံတော်လေးနဲ့ပြန်ပြီးတော့ဒီလဲဆက်နွယ်ပါစပ်ပြေးွားရတာပြီးဆိုတော့အဲဒီတချို့ကိလေသာတွေလည်းကျွန်တော်တို့ကတော့အခုကတော့ကျွန်တော်တို့ဒီကလေးဝေးခွင့်ပါကစားတဲ့နေ့မှာကျွန်တော်တို့ old interview လေးနည်းနည်းပြတဲ့ကျွန်တော်တို့မကန်းဒါစမှုကြော်အဲကျွန်တော်ပြန်ပြောကြတော့ကျွန်တော်တို့ကစားခွင့်မရဘူးပေါ့ဆိုတော့ဒီလိုလေယာဉ်ရှိတဲ့အတွက်လည်းကျွန်တော်အဲရတဲ့ရှိတဲ့လူတွေအားနဲ့ကျွန်တော်တို့ ဒီအိမ်ခွင်းမှာတကယ်ပြည့်စုံတာအောင်လို့ကစားဖို့ကလေးတွေလည်းစိတ်ထဲမှာရှိနေတာပဲကျွန်တော်ပေါက်ပြတာပဲဒီလိုဘယ်လိုလဲကျွန်တော်တို့အားသာမှုဒါဘယ်လိုလဲကျွန်တော်တို့ ਨੇ အစင်းဘယ်လောက်ပဲဒီလိုကျွန်တော်တို့အောင်လို့ဒီခွင်းမှာကျွန်တော်တို့ပြည့်စုံကြရစီမှာပါ ပထမဆုံးအနေနဲ့ဒီအသင်းနဲ့ပြန်ပြီးတော့ပူးပေါင်းနိုင်တယ်မနေ့ကလည်းပြန်လဲပေါင်းနော်ဒီအတွက်ဝမ်းသာတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီစီးရီးယားနဲ့ပထမကျော်မှာကျွန်တော်တို့ဘုပ္ပရှုံးနေခဲ့တယ်အဲ့ဒီပုံမှာလည်းကျွန်တော်တို့ကဒီသူတို့အသင်းရဲ့အားနဲ့ချက်အားသာချက်တွေမှာပြန်လေးလာလေးလာပါကျွန်တော်တို့ကဒီအိမ်ဝင်းမှာစီးရီးယားကိုပြန်ပြီးအနိုင်ကစားနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရမှတ်တူမယ်နောက်နောက်ဆုံးပြန်တဲ့နှစ်ပွဲကတော့အဆုံးဖြတ်ပြီးဖြစ်လာတယ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့ရဲ့တာဂတ်ကတော့မနက်ဖြန်ကနိုင်သုံးမှတ်ရအောင်ပဲပြီးတော့ကျွန်တော်ဒီတန်ရတဲ့ကစားသမားတွေလည်းတချို့ပြန်ကောင်းလာပြီပြန်ပူပေါင်းလာပြီးတော့ကစားသမားဒီအစ်အငယ်အသင်းကစီးကိန်းတင်းရကစားသမားတွေလည်းပြန်ပြီးတော့ပူပေါင်းနေရဆိုတော့ဟိုအရင်ပွဲထက်ပို့ပြီးတော့ချောင်းပို့ဖြစ်လာမယ်လို့တော့ကျွန်တော်တို့မျှော်လင့်နေပြီးတော့ ဟိုမနက်ပညာလည်းကျွန်တော်တို့ကိုနေ့ဒီလာရောက်အားပေးဖို့ကျွန်တော်တို့အတင်းအနိုင်ရဖို့ဆိုတော့ကျွန်တော်တို့ရည်ရွယ်တယ်တော့မရဘူးเนาะပြိတ္တအားပေးဖို့လည်းအရင်ကြီးပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကိုနေ့ဒီလာရောက်အားပေးဖို့